အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ဒီကြားရဲမှာဒါကျွန်တော်အပြောင်းရွှေ့ကြောင်းတွေရဲ့ဟိုသတင်းတွေဒီသတင်းတွေတောက်လျှောက်တက်နေတဲ့အချိန်မှာဒါကျွန်တော်တို့အပြောင်းရွှေ့ကြောင်းလေးခဏ limit ထားပြီးတော့ဒါကျွန်တော်တို့ဒီရပိုင်းတွင်းမှာဖြစ်သွားနေတာကျွန်တော်မှော်ဆန်နေပေါ့နော်ဒါကျွန်တော်အခုလက်ရှိမှာဒါဘောလုံးနဲ့ပတ်သက်လာအခုလက်ရှိမှာတရားမမျှတမှုတွေ injustice တွေစိတ်ပြတ်မှုတွေဒါစိတ် တော်တော့ကရောက်မှုတွေကစားသမားတွေပြင်ပမှုတွေ FIFA ရဲ့ပြဿနာတွေ UEFA ရဲ့ပြဿနာတွေပြဿနာပေါင်း16000နဲ့ညင်ဆိုင်နေတဲ့အချိန်မှာခင်ဗျားတို့ကျွန်တော် story လေးတစ်ခုပြောပြမယ်အခုလက်ရှိတာပုံပုံလောလောဖြစ်သွားတဲ့ကိစ္စကိုမှတကယ်ကိုအရန်တာစိတ်ဝင်စားဖို့ကောင်းတဲ့အသင်းရဲ့အခြေအနေပေါ့နော်အဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ ပရိသတ်တီကယ်တင်လိုက်တဲ့အသင်းသတင်းအနေနဲ့ခုလက်ရှိမှာလာလီဂါကိုတန်းပြန်တက်လာခဲ့ပြီဖြစ်တယ်။အဲဒါကျွန်တော်မှလည်းကျွန်တော်လည်းရုတ်တရက်ဆိုတော့ဒါမနေ့ကအတိတရောက်ကျွန်တော်နဲ့စကားပြောနေနေတဲ့ဆန်ဒီကာဆိုလာကသူ့ရဲ့အသင်းနဲ့တူတာကျွန်တော်တို့ပြန်တက်လာခဲ့ပြီဆိုပြီး तू ကသူ့ရဲ့ အတင်းကြောင့်ကျွန်တော်လာပြောနေကိုလေးဒီကိစ္စဒီကိစ္စစိတ်ဝင်စား तू ကတော့မနေ့ပြောဆိုဆန်ဒီကာဆူလာတာကျွန်တော်တို့လာစာ short UBD အတင်းနဲ့ तू သူ့ရဲ့တာငယ်မွေးချမ်းဘောကလပ်နဲ့ तू ပြန်သွားပြီးတော့ तू အနေနဲ့ဒါအသင်းကိုပြန်ဆွဲတင်တဲ့ပုံစံမျိုးပဲ तू ပြောခဲ့ဒါပေမဲ့ကျွန်တော်ဒီနေ့အဲ့ဒီသတင်းကို of course ကျွန်တော်ဒါဒီသတင်းကိုတော့လုံမယ်လို့စဉ်းစားခဲ့မြောထားလိုက်ပေါင်းငါဟိုသတင်းလေးနည်းနည်းလေးအချိန်မရှိရတဲ့ကြောင့်ဒါပေမဲ့ ဒီအေးပေါ့ဒီနေ့ကျွန်တော်ခုလက်ရှိညပိုင်းရနေတယ်ကျွန်တော်ဒီညမှာဒါကျွန်တော်တို့ကနိုင် news feed လေးပို့ရင်းနေဒါကျွန်တော် food mob ကနေပြီးတော့ VAOVA တို့ရဲ့ဒါကျွန်တော်တို့လက်ရှိအကြောင်းသူတင်ထားခဲ့တယ်မြေ VAOVA တို့အနေနဲ့ Mirandas ကိုနိုင်သွားတဲ့ဥစ္စာကလွဲပြီးသူအနေနဲ့သူတင်ထားခဲ့တဲ့အကြောင်းကလွန်ခဲ့တဲ့73နှစ်ကဒီလိုအချိန်မျိုးမှာဒါ VAOVA တို့အနေနဲ့အသင်းကပြက်စီးလူနေနေအသင်းကဒါကျွန်တော်တို့ လေဝါလီခံရသူနီနီဖြစ်တဲ့အချိန်မှာဒါအသင်းကိုဒါကျွန်တော်တို့ပြိသက်တွေအနေနဲ့ဆွဲတင်ပေးခဲ့ပြီအသင်းကိုဒါကဲတင်ခဲ့တဲ့အသင်းတစ်သင်းကအခုလက်ရှိမှာ လာလီဂါကိုပြန်လာတော့မယ်24နှစ်ကြာမှာပြိသက်တွေအနေနဲ့လာလီဂါကိုပြန်ပြောချင်တာဒါသူရေးသွားတာဒါဖူမော့ပြေးတာပူလှတယ်ဘောနော်သူရေးထားတာလွန်ခဲ့တဲ့73နှစ်ကဒါပြိသက်တွေကဲတင်ထားတဲ့အသင်းကိုဒါပြိသက်တွေရဲ့သားတွေတမီးတွေကလာလီဂါမှာကြည်ရတော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့ဖူမော့ကရေးသားထားခဲ့တယ် ကျွန်တော်တို့လေးစိတ်ဝင်စားတယ်โอเคဒါခုနကကျွန်တော် ferry day နဲ့ပတ်သက်ကျွန်တော်အရန်သဘောကျရတယ်မှာပါဒါကျွန်တော်လူငယ်နှစ်တွေကလည်းဘွန်ဒက်ဂျီကာက club တစ်ခုနေတာကျွန်တော်တို့လက်ရှိဒါအသင်းကိုဒါကျွန်တော်တို့ပြန်လဲပြီး movement ပြီးတော့ဒါကိုတိုင်းဒါကျွန်တော်ဝိုင်းပြီးလုတ်ခဲ့ရတဲ့ Bundesliga club အကြောင်းလည်းကျွန်တော်တင်ဆက်ပေးခဲ့တာဖြစ်တယ်။အဲ့တော့လက်ရှိမှာဒါ Real Oviedo ရဲ့ kit ပေါ့နော်။ Real Oviedo အနေနဲ့ဒါကျွန်တော်လက်ရှိ2000နဲ့ဒါကျွန်တော်တို့စနစ်မှာသူတို့အနေနဲ့ sorry နောက်နေ့စနစ်မှာသူတို့အနေနဲ့ဒါတော်တော်လေးကို ဒဏ်ခံခဲ့ရတယ်သူတို့နေဒါအသင်းကဒါကျွန်တော်တို့ထုံးရတိုင်းဒါဘောလုံးသင်းတွေခုနောက်ပိုင်းခံခုနောက်ပိုင်းခံနေရတဲ့ပုံစံမျိုးတိုင်းပဲသူတို့နေနောက်ဆက်နှစ်မှာခံခဲ့ရတယ်အဲ့ဒါကဘာလဲဆိုသူတို့နေအကျွေးတွေအများကြီးဖြစ်ခဲ့တယ်အကျွေးတွေအများကြီးလက်ရှိမှာဒါကျွန်တော်တို့နေနေဒါကျွန်တော်တို့ကစားသမားလစာတွေမပေးနိုင်တာတွေပြီးတော့ဝင်ငွေတွေနှဲသွားတာတွေဒါပြင်ကျွန်တော်ဒါစပွန်ဆာတွေနဲ့ပြတ်တောက်သွားမှုတွေအကြောင်းမို့သူတို့နေတော်တော်လေးကိုတိုင်ပတ်သွားခဲ့တယ်အဲ့ဒီအချိန်မှာဒါကျွန်တော်တို့ global campaign ကိုဒါကျွန်တော်တို့ real ova တို့ရဲ့ပိတ်သက်တွေနေနဲ့ဒါကျွန်တော်တို့အဲ့တုန်းကဒါ of course 2000ဆိုတဲ့အတိုင်းကျွန်တော်တို့ဒါအဲ့တုန်းက facebook တို့ဒါကျွန်တော်တို့အခုလက်ရှိမှာအဲ့တော့အဲ့လောက်တော့ internet ကခက်မစားသိခဲ့ပေမဲ့ဒါတို့တွေနဲ့ internet ကိုအသုံးပြုပြီးတော့ real ova တို့ကိုပိတ်သက်တွေနေနဲ့ကဲတင်ပေးခဲ့တယ်ဘလို့ကဲတင်ပေးခဲ့လေအခုလက်ရှိမှာကျွန်တော်ဖတ်ကြည့်ရတော့တို့တွေနေ share ရောင်းချခြင်း campaign ကိုတို့တွေနေ စပြီးလုပ်ခဲ့တယ်နောက်စနစ်မှာဒါအသင်းကတိုင်ပတ်နေတဲ့အချိန်မှာအသင်းကိုဒါကျွန်တော်တို့ပရိသတ်တွေက YWB တောင်းဆိုခဲ့တာကအသင်းရဲ့ share အသစ်တွေကိုရောင်းထုတ်ပေးဖို့အတွက်တို့အနေနဲ့ဒါကျွန်တော် YWB ပရိသတ်တွေနဲ့တောင်းဆိုခဲ့တယ် Real Oviedo နဲ့နောက်စနစ်မှာအသင်းကိုဒါကျွန်တော်တို့ပြန်လည်ပြီးတော့ထူထောင်ပြန်ပြီးတော့ဒါကျွန်တော်အသင်းကိုပြန်လည်လေပတ်အောင်လုပ်မယ်ဆိုတော့ပတ်စံအများကြီးလိုခဲ့တာမဟုတ်ပဲနဲ့ Euro နှစ်သန်းပဲလိုတယ်ဒါပေမဲ့အသင်းကတော်တော်လေးကိုတိုင်ပတ်နေကြော Euro နှစ်သန်းဆိုတဲ့ပတ်စံ share ရ imminent ခတ်ခဲ့တယ်ဒါပေမဲ့ပရိသတ်တွေနောက်ခုလက်ရှိမှာ Okay ငါတို့အနေနဲ့တတ်နိုင်တဲ့ဘက်ကကူညီမယ်မင်းတို့တွေ share ထုတ်ရောင်းกว่าဆိုပြီးတော့ဒါ Real Oviedo ကို share ထုတ်ရောင်းခဲ့တယ် ် VOV ရဲ့ဘက်ကလည်းကျွန်တော်ဒါ share design ကိုဒါကျွန်တော်10.85ပြားနေဒါကျွန်တော်10ပေါ့ euros ေပေါ့ယူ17ယူရိုပတ်ချာလေးဝင်ကြနေတာရှယ်ယာသက်တွေကိုထုတ်ရောင်းပေးခဲ့တယ်ဒီနေရာမှာဒါကျွန်တော်တို့ပရိသတ်တွေကဝယ်ယူပေးခဲ့တယ်တကယ်လို့လဲတောင်းတောင်းဖြားဖြားဝယ်ယူပေးခဲ့ဒါပေမဲ့ဒီနေရာမှာဒါ real ova တွေရဲ့ပရိသတ်တွေကဒီနားမှာလည်းရက်တက်နေတယ်မဟုတ်ဘဲနဲ့အဲ့ခက်ကဒါ social media စပြီးတော့ booming ဖြစ်တဲ့အချိန်မှာဒါကျွန်တော်တို့ real ova တို့ fan တွေအကုန်လုံးက internet ပေါ်တက်ပြီးတော့သူတို့ရဲ့အသင်းကိုဒါဘောလုံးချစ်ပရိသတ်တွေနေနဲ့ကဲတင်ပေးကြပါအောင်ဆိုတဲ့ဒါ sos real ova တို့ campaign ကိုသူတို့လုပ်ခဲ့တယ် sos real ova က save our club ပေါ့နော်သူတို့နေနဲ့ဒါ real ova တို့ကိုကဲတင်ပေးကြပါ ဘောလုံးခမရဘောလုံးချစ်တယ်ဆိုရင်ဘောလုံးသေးတဲ့မပြောက်ွယ်အောင်ကျွန်တော်တို့တိတ်ချစ်တဲ့ပြည်တွင်းကလပ်လေးကိုကျွန်တော်တို့ကက်တင်ပေးကြပါဆိုတဲ့ signature နဲ့အတူပြည်သက်တွေကဒါ online ကို launch လုပ်ခဲ့တယ်ဒီ VAO SOS Review OVA တို့ရဲ့ဒါကျွန်တော်တို့ campaign ကတော်တော်လေးကိုပေါက်မြောက်ခဲ့ပြီးဒါကျွန်တော်ကဘာတဝမ်းကပြည်သက်တွေနေနဲ့ VAO OVA တို့ရဲ့ဒါ share တွေကိုလည်းဝယ်ယူနိုင်ခဲ့လို့ VAO OVA တို့ရဲ့ဒါကျွန်တော် NG တွေ VAO OVA တို့ရဲ့ဒါကျွန်တော်တို့ပစ္စည်းတွေကိုဝယ်ယူပြီး VAO OVA တို့ကိုဒါကျွန်တော်ကူညီပေးခဲ့တယ်ဒါအခုလက်ရှိမှာဒါကျွန်တော်ဖတ်မြတ်တော့ ထောင်နဲ့ခြီတော့တာဒါနိုင်ငံခြားက VOVR ကိုမကြားဘူးတဲ့ပြိတ္တတွေတောင်မှ VOVR တွေကိုကိုင်းကိုလာတယ်ပြိတ္တတွေအနေနဲ့လာပြီးကြည်တယ်ဒါကျွန်တော်တိတောက်ကတရုတ်ပြည်ကလူတွေဆိုရင်ဒါကျွန်တော် VOVR တို့ဒါကျွန်တော် online ပုံမှာအဲတုန်းကဒါဘလူဖြစ်လို့လည်းမသိဘူးဗောနော်တို့ censorship ဖြစ်မှာတရုတ်တေးဒါကျွန်တော်တရုတ်ပြည်ကဒါကျွန်တော်တို့ တရုတ်ကြီးတွေဒါကျွန်တော်လာပြီးတော့ဒါအသင်းကိုလာကြည့်ပေးကြရတယ်အဲ့တော့ကျွန်တော်လက်ရှိမှာဒါတို့တို့အနေနဲ့အာရှကဖန်ဘေ့စ်ကိုလည်းဒါ Real UVA တို့အနေနဲ့အခုလက်ရှိတန်းတက်လာချိန်မှာတို့အများကြီးကျေးဇူးတင်အောင်တို့ရေးသားထားခဲ့တာတွေ့ရမယ်တဲ့မှာပါဒါပေမဲ့ဒီနေရာမှာဒါကျွန်တော် Real UVA တို့ကယ်တင်တဲ့နေရာမှာ Sandy Casola ကအများကြီးအခရာကြာခဲ့တယ်။ Sandy Casola အပြင်လက်ရှိမှာဒါကျွန်တော်တို့ရဲ့အဓိကဒါကျွန်တော်တို့တကယ်ကို အခုလက်ရှိစူပါစတာကစားသမား၃ယောက်ရှိခဲ့တယ်။ဆန်ဒီကာဆိုလာရှိတယ်။အခုလက်ရှိဒါကျွန်တော်တို့ Mirandas ကိုနိုင်ခဲ့တဲ့ပွဲမှာအရင်ရေးပါခဲ့တဲ့ခန်းကနာမှာပါခဲ့လို့သူကိုယ်တိုင်လည်းငွေကြေးစိုက်ထုတ်ခဲ့ပြီး River Ovie တို့ကိုဒါကက်တင်ဖို့အတွက်စူးစမ်းခဲ့တဲ့တဲမှာပါ။နောက်ထပ်တစ်ယောက်ကဒါလက်ရှိမှာ Chelsea တို့ဒါကျွန်တော်တို့ Manchester United အသင်းတို့မှာကစားခဲ့တဲ့ Uwan Mata ပေါ့နော်။ Mata ကိုယ်တိုင်ကလည်းဒါကျွန်တော်ဒီကမ်ပိန်းမှာထက်ထဲဝင်ပေါင်ခဲ့ပြီးတော့ငွေသားနဲ့ကိုလူအားနဲ့ကိုကာဝင်ပေးခဲ့တယ်။နောက်ဆုံးတစ်ယောက်ကတော့ကျွန်တော်တို့ Michu ပါ။ Michu နေနဲ့ဒါ River Ovie တို့ကိုကျွန်တော်ဒါငွေသားနဲ့ဒါကျွန်တော်တို့ ကျွန်တော် MBU မသိတဲ့လူတွေကတော့ဒါ Swansea မှာကျွန်တော်တို့ဒါ Premier League အကောင်းဆုံးသောတစ်နှစ်အကောင်းဆုံးကစားသမားပေါ့ one one season player ပေါ့ဗျာဘာလဲဘယ်လိုပြောမလဲတော့ အစဝါစီဇန်ဝန်ဒါဝန်စီဇန်ကဘာပေါ်မှာအကောင်းဆုံးတော့ပြောလို့ရတယ်ဝန်စီဇန်ဝန်ဒါတဲ့တယောက်ဖြစ်တဲ့မီချူကိုတိုင်ကလည်းဒါကျွန်တော်တို့ OVA တို့ကိုကယ်တင်ခဲ့တယ်အဲ့တော့မီချူကာဇိုလာတာဂျူအန်မာတာတို့အနေနဲ့ဒါကျွန်တော်တို့လက်ရှိမှာဝိုင်းဝန်းပြီးကယ်တင်ခဲ့ဒါပေမဲ့ဒီလိုတွေမဟုတ်ဗျဒီနေရာမှာချစ်ဖို့ကောင်းတဲ့လူတွေလည်းအများကြီးရှိရဒီကျွန်တော်ခုနပြောလို့ SOS VA OVA တို့ရဲ့ campaign ကအရန်ပေါက်ရုပ်သွားတဲ့အတွက်ကြောင့်ဒါကျွန်တော်တို့မက်ဆီကိုတထေးကြီးဖြစ်တဲ့ကာလို့စလင်ကိုတိုင်ကလည်းရှယ်ယာကို1.5သန်းနဲ့ ဝယ်ယူပစ်ခဲ့တယ်လို့သိရတယ်ဒီမှာပါတယ်ကာလို့စလင်းကလည်းအခုချက်ချင်းချင်းဒီ share တွေကိုလည်းတန်ဖိုးထားတယ်လို့ဒါဖတ်မိရတယ်ဒီမှာပါဒါပေမဲ့ဒီနေရာမှာဒါတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတာက Real Madrid အသင်းပဲ Real Madrid အသင်းနဲ့ Real Oviedo ရဲ့အချင်းဒီကိုကြာကြာချင်းပါပဲ Real Oviedo ရဲ့ share တွေကိုဝယ်ယူပြီးတော့ Real Madrid အသင်းကနေပြီးတော့ကူညီပေးခဲ့တယ် Real Madrid အသင်းကဒီလိုမျိုးကူညီတာအခုလိုမျိုးပထမဆုံးချိန်မဟုတ်ဘူးတောက်လျှောက်တာအသင်းတွေကိုလိုအပ်တဲ့အချိန်မှာအမြဲတမ်းကူညီပေးခဲ့ရတယ်မှာပါတယ် Liverpool အသင်းနဲ့ Liverpool ဒါကျွန်တော်ဖြစ်ရဆိုဖြစ်ခဲ့တော့လည်းကူညီပေးခဲ့တယ်လို့ Manchester United Munich ဖြစ်ရဆို ုမှလည်းကူညီပေးခဲ့တယ်မှာပါအဲ့တော့လူရဲမက်ဒရစ်နဲ့တကယ်တမ်းခုနကလက်ရှိအသင်းတွေဒါကျွန်တော်တို့သူ့နဲ့ပြည်တွင်းမဖြစ်ပြည်ပဖြစ်အသင်းတွေကလိုအပ်လာခဲ့ပြီဆိုရင်ရီယယ်မက်ဒရစ်ကအမြဲတမ်းလူလူကူညီပေးခဲ့တယ်မှာပါမမက်ရဘာဆိုနာတဲ့ငွေချေးနဲ့ပြဿနာတက်နေတဲ့အချိန်မှာရီယယ်မက်ဒရစ်ဘက်ကဒါကျွန်တော်ရီယယ်မက်ဒရစ်ကဘာဆိုနာဘက်ကနေပြီးတော့ဒါ လာလီကနဲ့ချပေးခဲ့တဲ့ movement တွေရှိတယ်ဆိုတဲ့သတင်းတွေတောင်မှထွက်ပေါ်ခဲ့။အဲ့တော့ Real Madrid ကဘယ်လိုပဲပြောသူ့အနေနဲ့ဒါသူဟာ Real Madrid La Liga မှာအုပ်ဆိုးနေတာမှန်မှန်ဒါစပိန်အသင်းတွေဒုက္ခရောက်ပြီးဆို Real Madrid ကအမြဲတမ်းဒါကူညီတဲ့အသင်းတွေမှာပါတယ်။တကယ်ကိုချီးကျူးဖို့ကောင်းတဲ့နေရာမှာပါတယ်။ဘာလို့ပြီးလဲပြီးတော့နောက်ဆုံးအရေးကြီးဆုံးကပရိသတ်တွေပဲ။ ခုနပြောခဲ့ပထမအောင်ဆုံးပြောခဲ့တဲ့နောက်ဆုံးပြည်သက်တွေကိုရန်ခဲ့အဲ SOS VAVEDOS OVEDOS ဆိုတဲ့ဒါကျွန်တော်တို့ campaign ကိုလည်းပြည်သက်တွေပဲလုပ်ခဲ့တယ်နောက်ဆုံးပြည်တွင်းက campaign ရဲ့အကုန်လုံးကအောင်မြင်ခဲ့ပြီးဒါကျွန်တော်တို့သူတို့လူကျင်တဲ့ပတ်စံထက်အများကြီးပိုပြီးပြည်ရဲ့ OVEDO ကိုရှာပေးနိုင်ခဲ့တယ်ဒါပေမဲ့ VAVEDO ကဒါကျွန်တော်တို့ဒီပတ်စံတွေကတော့ဒါတန်တက်ဖို့တော့အရင်ကြီးမလုံလောက်သေးမယ်အသိရဲ့အသိအနေနဲ့အသက်ဆက်ဖို့အတွက်လုံလောက်ခဲ့တယ်အသင်းနဲ့အသက်ဆက်နိုင်ခဲ့တယ်နောက်ဆုံးလက်ရှိမှာအလုံးပေါင်း73နှစ်အကြာမှာတော့ VA OVA တို့ဒါပြိတ်သက်တို့ပြိတ်သက် ပေးထားတဲ့အသက်နဲ့လာလီဂါကိုရောက်လာခဲ့ပြီလို့ပြောလို့ရတယ်မှာပါ။ဒါခါကျရင်ပြ ဘောလုံးနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒါအောင်သိချစ်ဖို့ခေါင်းတယ်ဒါကျွန်တော် local club တွေကဘလူးအသက် session လဲဆိုတော့ဒါမျိုးတွေကိုဖတ်မိရတဲ့မှာအများနဲ့သိပြီးချစ်ဖို့ခေါင်းအဲ့တော့အခုချိန်အထိ real ovia တို့ကပြိတက်တွေကိုအများနဲ့ကျေစုတင်ကြောင်းပြောနေတယ်မှာသူများထပ်ပူပြောတယ်အခုချိန်အထိဒါ real ovia တို့အနေနဲ့သူတို့ရဲ့ဒါကျွန်တော်မျိုးလေးကဒါပြိတက်တွေရဲ့ small shop တွေဒါ SME တွေကိုပဲအဓိကအသားပေးနေတယ်ဘီယာတို့ဘာတို့ကစသူတို့ရဲ့ဒါကျွန်တော်ပြည်တွင်းဒါသူတို့ရဲ့ local ထွက်တဲ့ဥစ္စာတွေကိုပဲအဓိကတင်ရောက်ပြီးတော့ပြိတက်တွေကိုအခုချိန်အထိအသင်းသင်းနေနဲ့ကူညီသေးဖြစ်တယ်အဲ့တော့လာမယ့်နှစ်မှာ real ovia တို့အနေနဲ့လာလီဂါမှာ ှင်ပြန်မယ်ကျွန်တော်အနေနဲ့စောင့်ကြည့်ကြစရာကောင်းတဲ့အသင်းနဲ့တစ်သင်းဖြစ်လာခဲ့တဲ့ဆန်ဒီကွာဇိုလာကဒီအိမ်မက်တွေကိုအကောင်ဖယ်ဖော်ပေးခဲ့တဲ့ဒါလူတွေကတက်ရောက်ဖြစ်ပြီးအသင်းရဲ့အနေကျုံးချိန်မှာတော့အခုလက်ရှိအသင်းရဲ့အမြင့်တက်လာတဲ့ချိန်မှာရှိခဲ့တဲ့ဆန်ဒီကာဇိုလာကတကယ်ချစ်ဖို့ကောင်းတဲ့ပလေးယာတယောက်ဆိုတော့လုံးဝငင်းစရာမလိုဘူးပြောပြရအဲ့တော့ဒါပရိသတ်တွေပေးခဲ့တဲ့အသက်နဲ့အခုလက်ရှိမှာလာလီဂါမှာဆက်လက်ပြီးရှင်သန်မယ်ဒါကျွန်တော်ရီယယ်အိုရီယိုးကြောင့်ဒီနောက်မှနေနိုင်ပါတယ်ဒါတော့ပါပဲ ်ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media သတင်းပွဲဆိုတဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကူညီလို့ရပါတယ်။မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုးတော့ပါနဲ့။ကောင်းမွန်သောနေ့နေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှအေးဆစ်ဆစ်တွေ့ကြပါဗော။အားလုံးမကြိုးတော့ပါနဲ့။ကျွန်တော်တော့ကွန်ပြူပါဗျ။ကျွန်တော်နောက်မှတွေ့ကြပါဗော။ဒီပါဗျ။